ဝါချွန်ညီကိုလည်းအားလုံးပဲမင်္ဂလာပါဗျာဒါလေးကတော့ကျွန်တော်တို့ကျွန်တော် renew ecm emo ကျွန်တော်ကဒီ easy way မှာရှိနေတဲ့ emo နံပါတ်6လုံးပေါ့နော် emo စနစ်ပေါ့နော် emo စနစ်ကိုသူကဘာလို့ရလဲဆိုတော့နှစ်မျိုးလို့လို့ရတယ်တစ်မျိုးကလုံးလုံးဖြတ်ပြစ်တာအဲ့လိုလုံးလုံးဖြတ်ပြစ်တာကတော့ဒီဘူးနဲ့လာတက်လဲနိုးတယ် ဒီဘူးနဲ့လာတက်လဲနိုးတယ်အာမရလို့ဆိုင်ကနေအစ်စ်ဝဲပြီးလဲလဲနိုးတယ်ဒါကလုံးဝသူ့ထဲမှာရှိတဲ့ emotion ကိုဖျက်ဆီးပစ်တာမျိုးဒီအခုကျွန်တော်တို့က renew ecn emo set ကလေးရကြတော့သူကဒီထဲမှာရှိတဲ့ emotion ကိုလုံးဝဖျက်ဆီးပစ်လိုက်တာမျိုးမဟုတ်ဘူးဒီထဲမှာရှိတဲ့သူ့ရဲ့ emotion ကိုလုံးဆောင်ပေးတဲ့ကျွန်တော်တို့ဒီကိုကိုလုံးပေါ့နော်အဲ့ဒီကိုကိုလုံးကို original ကိုကိုဖယ်ပလိုက်တာတတိလောက်ပလိုက်တာပြီးတော့ရင်နောက်ထပ်နောက်အစ်စ်တက်မဲ့ SU ကိုကဒီထဲဝင်သွားမှာအဲ့တော့ ဟိုတကယ်လို့ ECU ဖောက်ပြီးတော့ ID ထုတ်ခဲ့မယ်ဆိုရင်တောင်း SCU တွေ ID နဲ့အတူတူပဲလာဖြစ်နေမှာအဲကြောင့်ဒီဆက်က emotional ကိုဆက်ပြတာမဟုတ်ဘူး renew emo emotional ကိုအစ်ကုန်နံပါတ်အစ်ပြန်ရေးတာဖြစ်ပါတယ်နော်အဲတော့ကျွန်တော်တို့ကဒါလေးကိုဒီကောင်လေးကို emo off ကြည့်မယ်ဆိုတော့ကျွန်တော်တို့ကအရင်ဆုံးအဲကျွန်တော်ချိုးသုံးချောင်းထိုးရမယ်ချိုးသုံးချောင်းထိုးရမယ်ဆိုတော့သူက ခင်နံပါတ်7 3 4 5 6 9 10 10မှာသူကအပေါင်းဝင်တယ်နောက်တစ်ခုကကြတော့ A 7 8ဆိုတော့9 10 11 11မှာအနှုတ်ဝင်တယ်ဒီဘက်ရင်ကျွန်တော်တို့ဒီမှာ ECU ဒါမီးထိုးလိုက်ရတယ်ဖုန်းထဲမှာပါဒီဘက်ဒီဘက်အနားလေးကပ်ပြရတယ်အဲ့တော့ ဒီကောင်လေးကဘယ်ဒီအပေါင်းကျွေးရတာ EC ရောပေါင်းပါပါ supply ကျွေးရတာဒီကောင်လေးက ground ကျွေးရတာဒီအဝါရောင်ကျိုးလေးကကျတော့ K line ဝန်မန်းငုတ်ကိုထိုးရတာပေါ့နော်ဒီကျိုးတွေကဘယ်ငုတ်မှာထိုးရလဲဆိုတော့ဒီ cycle မှာဆိုရင်အခုကျွန်တော်အနီရောင်ကျိုးထိုးထားတဲ့နေရာဟာဒါကတော့ဖွင့်မီရောက် EC ပါပါ node အတွက်ပေးထားတဲ့အပေါင်းကျိုးကျွန်တော်အနက်ရောင်ကျိုးထိုးထားတဲ့ငုတ်ကကျတော့ဒါ EC က ground ငုတ်ကျွန်တော်အခုအဝါရောင်ထိုးမှာကျတော့ EC ကနေပြီးတော့ကျွန်တော်တို့က စကန္နာတုနဲ့ချိတ်ဆက်တဲ့အခါမှာစင်စာချက်လက်တွေကြီးရှိလို့ရဖို့အတွက်ကိုစထိုးကောင်းတဲ့ကိုပေးထားတဲ့ကီလိုင်းကျိုးအဲ့ဒီကောင်လေးကိုအဝါရောင်နဲ့ထိုးမယ် Okay အဲ့တော့ click 160ကိုဒီမှာ renew renew ကျွန်တော်တို့က emo ECM emo လုပ်မယ်ဆိုရင်ပင်နံပါတ်8ကိုအပေါင်းကျွေးပင်နံပါတ်7ကိုအနှုတ်ကျွေးပင်နံပါတ်22ကို K line ကျိုးအဝါရောင်နဲ့ချိတ်ဆက်ချိတ်ဆက်ပြီးသွားပြီဆိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ အဲဆက်ကိုကျွန်တော်တို့ကပါဝါကျွေးဖို့အတွက်ကိုဘယ်ဒီအပေါင်းလုံးပေးရမယ်ဘယ်ဒီအပေါင်းလုံးပေးမယ်အဲ့လိုပေးပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အနေအထားချက်တော့ကပ်ပြရတော့ကျွန်တော်ဒီမှာရှိတဲ့ sweet ခလုတ်ကလေးကိုကျွန်တော်တို့ဖိထားမယ်ခွန်လိုင်းလွတ်မယ်လွတ်ထားမယ်အဲ့မှာအပြာရောင်မီးလင်းလာပြီဆိုရင်အသေးလင်းပြီဆိုတာအီမိုအော်ဒါစနစ်အောင်မြင်သွားပြီပေါ့နော်အပြာရောင်မီးလင်းလာမယ်ဆိုရင် သူက3မိနစ်4မိနစ်လောက်စောင့်ပေးရတယ်။နော်ဒါလေးကကလစ်160နော်နှစ်ခုလုံးကတော့ကလစ်160ဒါကတော့ကျွန်တော်တို့ကဒီစင်ဆာအကျူတာဆော့ကက်တွေပေါ့နော်ဒီကောင်တွေကကျတော့ဒါကွိုင်ဆော့ကက်အော်ဒါနေတာကွိုင်ဆော့ကက်ဒီကောင်ကကျတော့စတက်ချာဂျင်တွေလေးရလာမယ်အပေါင်းနဲ့ဗတိ main ground ကျိုးဝင်မယ်ဆော့ကက်ပေါ့နော်ဒါနဲ့ emo order emo renew လောက်တာကတော့ဒီဘက်ဆော့ကက်မှာလောက်ရတာပင်နံပါတ်8ကိုအပေါင်းကျွေးပင်နံပါတ်17ကို ground ကျွေးမယ်ပင်နံပါတ်22ကို key line ကျိုးနဲ့ချိန် အဲကျွန်တော်စောင့်ကြည့်မယ်စောင့်ကြည့်မယ်အပြာရောင်မီးနဲ့အသေးနဲ့အဲအသေးလင်းပြီဆိုတော့ဒါအီမူအော်တာအောင်မြင်သွားပါပြီဒါအပြာရောင်မီးနဲ့အသေးလင်းနေဆိုအောင်မြင်တယ်နော်ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ကအဲ ECU ကိုအခုလောလောဆယ်မှာကျွန်တော်တို့အီမူအီမူ renew လုပ်လိုက်တဲ့အခါမှာဒီထဲမှာသူက ID မရှိတော့ဘူး ID မရှိတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်ကဆိုင်ငယ်မှာသွားတက်လိုက်မယ်ဆိုရင်ဆိုင်ငယ်မှာရှိနေတဲ့ SUV ကကော့ကဒီထဲကိုဝင်သွားမှာ ဝင်သွားမှာဆိုတော့ဒါ SCU ကပုံပေါ်နေဒီအကောက်ကအတူတူပဲဖြစ်သွားမှာပေါ့နော်။ဒါနဲ့ကျွန်တော်တို့ကအဲ့လို SCU ECU နဲ့ SCU ဒါဆိုင်ကယ်မှာ test ပြီးပြီးဆိုတာနဲ့ကျွန်တော်တို့ကတော့ကိုဖွင့်လိုက်မယ်။ဖွင့်ပြီးတော့20ကန်းလောက်နေလိုက်မယ်ပြီးတော့ပြန်ပိတ်မယ်ပြီးတော့ပြန်ဖွင့်လိုက်ရပြီ။တော့ဖွင့်ပိတ်နှစ်ခါလောက်လုပ်လိုက်ရပြီနော်။အားရတစ်ခု။နောက်တစ်လုံးလဲကျွန်တော်တို့ off ကြည့်မယ်။နောက်လုံး off ကြည့်ရင်လဲကျွန်တော်တို့ကအပေါင်းအရှစ်လေးရေခဲ့2 4 6 7 8 9 10အပေါင်းပိုင်းမှာတို့ ပါဝါရှိရနောက်ကဒီကရှိပြီးတော့9တစ်7တော့နှငုတ်ကြောနှငုတ်ကြောမှာနှုတ်လို့7တနော်7တ7တနောက်ဒီကရဒီတောင်းနားမှာ20နဲ့ပါပဲ20နဲ့ဟုတ်တယ်အဲ့ဒီကိုဟုတ်တယ်ဟုတ်တယ်အဲ့ဒါရပြီဆိုရင်ပရိအပေါင်းတို့ညှက်ကြည့်ဟုတ်ပါဘူးညှက် ဖြစ်ရနော်ဟုတ်ကဲ့ပြန်လာလို့ပြီအမီးပြာရောင်မိတုံမိတုံဖြစ်နေပြီးရင်အပြာရောင်အမီးအစိမ့်ရောင်ကမိတုံမိတုံဖြစ်မယ်အဲ့မှာနီယောင်လင်းလာရင်တခုခုမှားရင်လည်းမှားနေလို့ဒါမှမဟုတ်လည်းအီစီယူလည်းပြတ်နေလို့အပြာရောင်လင်းလာပြီဆိုတော့ဒါအီမိုရတဲ့စနစ်ဟိုဟာ renew လုပ်တဲ့စနစ်အောင်မြင်တယ်ပေါ့ဒီရက်60ဒီရက်60လေးဒါ emo renew ပြန်လောက်တာပေါ့နော် မိပြောင်းအောင်လင်းလာပြီအဲ့လိုအပြောင်းအောင်လင်းလာပြီဆိုတော့ဒါအောင်မြင်သွားပြီပေါ့နော်ဒါကိုလောက်တာအဆင်ပြေတယ်ပေါ့ဒါလေးကကလစ်တရ60 emo renew ပြန်လုပ်တာလေးပါကျွန်တော်ငွေတွေတော့ကျတော့ဒီဟာလေးတွေမပေါ်ခင်တော့ကျတော့ remove SCU ပြတ်သွားလဲ ECU ဖောက်ရတာမျိုးတွေရှိတယ် SCU ပြတ်ရင်လဲ ECU ဖောက် ECU ပြတ်ရင်လဲ SCU ဖောက်ဒီကဏ္ဍတွေရှိတယ်ပေါ့အခုလောလောဆယ်ကတော့သွား emo renew ပြန်လုပ်လိုက်တယ်ကောက်တက်ရုံပဲเนาะโอเคပါ ဒါတပည့်တပည့်ငါတော့ဒါလာနှိမ့်ဆက်ဘလောက်ပြီးမလဲပြောတော့ဆရာတပည့်ကြမှာငွေကြီးမရှိဘူးတဲ့ပြီးရောအိမ်မှာโอเคပါ